စပိန်လူမိုင်သင်းကိုအိမ်ခေါ်ပြီးဖိုးစီးနဲ့ဇိုးကြီးအဖွဲ့တို့ကအာနာသိမ်းပြလိုက်တဲ့စင်ပြကြီးအာဆင်ကတော့အာဆင်နယ်ပါပဲဥရောပခန်းဆဲအကောင်းဆုံးဆိုတဲ့အသင်းကိုမှဂိုးလေတစ်သိကြီးသွင်းပြီးတော့ရဲရဲဆက်ဆက်ပဲချိန်မုံပြလိုက်ပါတယ်ဒါကြောင့်မဲပွဲမဆခင်မှာကြီးကြီးကျယ်ကျယ်လုပ်ခဲ့တဲ့ AD တို့ကိုလည်းတမန်တစ်လျှောက်ထိမ့်သိမ်းလာခဲ့တဲ့ခန်းဆက်စွမ်းဆောင်ရည်တွေကိုအာဆင်နယ်ဘက်မှာတော့ဘလို့မှမထိန်းထားနိုင်ခဲ့ပါဘူး။နောက်ပြီးတော့ AD ကိုကထင်သာလောက်လည်းမဟုတ်ပါဘူး။ကိုယ်လည်းမရှိသလိုတိုက်စစ်မှာဆိုလေ Everest ရောက်တော့ပဲအားရစရာရှိတာပါ။ Griezmann ဝင်လာတော့လေ AD ကိုကပုတ်နေတော့မှာပဲ။ဒီတော့ခန်းဆက်ကွင်းလေတိုက်စစ်ဘာမှကိုပြောစရာမရှိနေတဲ့အာဆင်နယ်ကသူတို့ကိုတာတာရာပဲလုပ်ပြခဲ့ပါတယ်။ တကယ်မိုက်ပါလေကစားသွားတာကမှပြီးကြည့်နေရောပါပဲထီချက်တစ်ချက်တည်းတစ်ချက်တည်းကအားရစရာကောင်းခဲ့တယ်လို့သင်ကိုတကုန်းချင်းစီတိုင်းတွေကလည်းတကယ်ကိုချူမြေလွတ်လာပါလေဒါကြောင့်မယ့်အခုလိုခြေစမ်းမျိုးရှိတဲ့အာဆင်နယ်ကိုစူပါကွန်ပျူတာကပြန်ပွဲဆောင်မှာဒီနေ့အတွက်ဖလားရနိုင်ခြင်းအများဆုံးအသင်းလို့ခံမှန်းထားတာမမားဘူးလို့ထင်ပါတယ်ဖလားရမယ်လို့တက်အပ်ခံမှန်းဖို့လေအတော်လေးကိုစောနေသေးပေမဲ့အာဆင်နယ်ရဲ့ဆန်းဆောင်ရည်တွေကတကယ်ကို next level ပဲပါနောက်ပြီးတော့ဇီဘီမန်ဒီမာတီနယ်လီနဲ့ဆာကာတို့ဆိုရင်ဒီနေ့ပွဲမှာတော်တော်ကိုမိုက်ပါတယ်ဂိုးမသိမ်းဘူးလို့ပြောတဲ့ယူကာရက်စ်ကလည်းနှစ်ဂိုးတော့သွင်းသွားခဲ့ပြီးပွဲစဉ်တစ်ချက်အကောင်းဆုံးကစားသမားစုကိုပါယူပြသွားပါတယ် ဒီတော့ Eucharis ကိုဂျင်းဆိုပြီးပြောနေတဲ့သူတွေလည်းအခုလက်ရှိမှာသစက်ပိတ်သွားပြီးထင်ပါလိမ့်။နောက်ပြီးတော့ Eucharis တင်းသွားတဲ့ဂိုးတွေဆိုရင်ဂျင်းရဲ့ကြဲထဲမှာတွင်းတဲ့ဂိုးတွေကြီးပါပဲ။ဒါကြောင့်တိုက်စစ်မိုးရီးယားရဲ့ဂိုးအစစ်အမှတ်ကို Eucharis ကလည်းပြသနိုင်ခဲ့ပါလိမ့်။ဒါတောင်သူ့အတွက်တည်တံ့ဖန်တီးပေးခဲ့တဲ့အလုံးတွေကိုတွင်းခဲ့တာမဟုတ်ပါဘူး။သူများကမီရှင်ကျလာတဲ့အလုံးတွေကိုပဲသူကတွင်းသွားခဲ့တာပါ။တည်တံ့မှာဖန်တီးပေးမယ်ဆိုရင်ဒီနေ့အတွက်လေးဂိုးစလုံးကိုသူကပဲတွင်းပေးမှာပါ။နောက်ပြီးတော့ဆမ်မြူနီဆိုရင်လည်းပထမပိုင်းမှာတော့အော်ဂျီဟေဂျန်နဲ့လိုက်ဖျက်နေခဲ့ပေမယ့်ဒုတိယပိုင်းကျတော့အတန်ပေပြီးမျက်နှာငယ်လေးနဲ့ရက်ကြည့်နေရုံကလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ နောက်ပြီးတော့ပွဲမတိုင်ခင်သူလေကြီးခဲ့တဲ့အကျိုးဆက်တွေကိုလည်းသူကပဲပြန်ခံစားသွားရတာပါ။နောက်ပြီးတော့ဒီဟိုအတွက်အဝေးကွင်းဆိုပေမဲ့စပိန်ဘလူးကြီးကိုအာဆင်နယ်ဆော့ပြသွားတာကပရီးမီးယားလိဂ်ကအသင်းငယ်လေးတစ်သင်းအတိုင်းမှာပဲတတော်ကိုတက်ရလုံပြီးတော့ဘာခွင့်ရမှကိုမပေးခဲ့တာပါ။နောက်ပြီးတော့ဒီဟိုဘက်ကအကျန်းစာပရက်ဆေးလုတာတော့မှပဲတပွဲလုံးအမားတစ်ဆက်မှမရှိပါဘူး။ဒါကြောင့်ခုကတောင်းတောင်း level မျိုးမဟုတ်ပါဘူး။ဒါကြောင့်ချန်ပီယံဖြစ်မယ်လို့တော့တက်ရမပြောနိုင်သေးပေမဲ့ဒီနေ့မှဆိုရင်တော့အာဆင်နယ်က semi final ထိကိုသားလေးတက်သွားအောင်မှာပါ။ ဒီချီမျိုးနဲ့ကကန်ချိုးပြိမယ်ဆိုရင် final တော့ရောက်မှာပါထက်ချိုးပြိတော့ဖလားတော်မှာတင်းပြသွားမှာပါနောက်ပြီးတော့အာဆင်နယ်ကစပိန်အသင်းနေနဲ့တွေ့တိုင်းမှာအသက်ကုန်းကိုတီးလွတ်တာပါရီယန်နဲ့တုန်းကဆိုရင်အာဆင်နယ်ကစားသွားတာကတကယ်ကိုရှေးပါပဲဒီနေ့မှာဆိုရင် athletic နဲ့ဒီကိုတို့ကိုကောင်းမဖော်နိုင်လို့ပြထားပြီးပါပြီဒါကြောင့်အာဆင်နယ်ကတော့ဒီနေ့မှာဖလားတလုံးမဟုတ်တလုံးသေးကြပါကိုရမှာပါနောက်ပြီးတော့ artita တီးဆောက်နေတဲ့အသင်းကအသင်းတင်းတင်းဆိုတာထက်ကိုပိုပါတယ်မိသားစုပုံစံမျိုးနေထိုင်မှုအရင်ရှိပြီးအတင်းသားချင်းကိုအရင်စီးလို့မရှိပါဘူး။ဒါကြောင့်မင်းညာကချန်ပီယံလိပွဲစဉ်တွေမှာကျွန်တော်ကတော့အာဆင်နယ်ရဲ့ပွဲစဉ်ကိုအမှတ်ပြပေးခြင်းပါတယ်။ဘာလို့လဲဆိုရင်အာဆယ်တီကိုလို့ ။တပိုင်းရင်ဝိုင်းရဲ့အသင်းမျိုးကိုပါဆိုပါမှမလုပ်ပြနိုင်လို့စော့ပြသွားလို့ပါပဲ။ဒါကြောင့်ယုံကြည်ရောမယုံကြည်နဲ့ဒီနေ့ချန်ပီယံလိမှာဗဇာဟောင်းသားဖြစ်သွားစီမဲ့အရာတခုခုကိုအာဆင်နယ်ကလုပ်ပြပါလိမ့်မယ်။တချို့လူတွေကဒီလောက်ထိကိုလုပ်ပြနေတဲ့အာဆင်နယ်ကိုအထင်သေးနေတော့မှာပဲ။ဒါပေမဲ့အာဆင်နယ်ကတော့သူ့လို့သူလုပ်သွားမှာပါ။ဒီတော့အချိန်တန်တဲ့အခါမှာအာဆင်နယ်ကပါလိဝေဖန်နေတဲ့ခမရတို့မြင်ကုန်မြင်ရမှာပါ။